မင်္ဂလာပါပရိသတ်များရှင်ကျမတို့အာမင်္ဂလာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့စာရေးဆရာမှမောင်စိန်လင်းနဲ့မှရေးသားတင်ပြထားတဲ့စိတ်မင်းသမီးနဲ့မောင်မဲဆိုတဲ့ပြည့်မှန်ဇလန်လေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင်အာတက်လုံးပြတ်သောနွားအမြုပ်ထွက်လွယ်သည်မြစ်တာတက်လုံးပြတ်သူဒေါသအမြုပ်ထွက်လွယ်သည်ခန္ဒီဝမနိုင်အလောဘတက်လုံးပြတ်သူရာဂအမြုပ်ထွက်လွယ်သည် ်တထာတက်လုံပြတ်သူမစ္စရအမြတ်ထွက်လွေသည်ဟီရီအော်တပတက်လုံပြတ်သူကိလေသာအမြုပ်ထွက်လွေသည်ဤဒီကရာဇဂရုမောင်းထောင်ဆရာတော်ဥပညာသားမီးရဲ့ဒေါသကထာကျမ်းမှာပါရှိတဲ့တတိတမစဉ္ညာရှင်နိုင်စီရန်အတွက်အဆုံးမဩဝါဒတစ်ခုဖြစ်ပါတယ် မောင်မဲနဲ့မေစီတန်းခေါ်မဆီရိုရဲ့အိမ်တော်ကြီးမှာအလွန်တရာလှပါရယ်၎င်းတို့ပိုင်ဆိုင်သောလာပြည့်ဝင်စားတောက်ဆိုင်အမတ်တဲနဲ့လာပြည့်ဝင်စားတောက်ဆိုင်အမတ်နဲ့တို့မှလည်းဝင်ငွေကောင်းတဲ့အစည်းအဝေးလုပ်ငန်းများဖြစ်ပါရယ်မိဘရိဘက်ကအမွေလဲမရပါထီလဲမပေါက်ချဲလဲမပေါက်ပါကံညာဝရိယဖြစ်ကြီးပွားထွတ်တက်လာသောဇနီးမောင်နှံဖြစ်တဲ့လာချင်းကောင်းသောဘွားကြီးဖော်များဖြစ်ကြရယ်ပထမဆက်ဖြစ်မွေးဖွားရရှိလာတဲ့သားသုံးယောက်တို့ကိုလည်းသာသနာပေါင်းတို့သွတ်သွင်းခဲ့ပြီးသာသနာဒါရစ်ဆသာသနာအမွေကိုလည်းရရှိခဲ့ကြပြီးဖြစ်ပါရယ် ဘာလို့သေးလဲမရွှေသေးဘာလို့သေးလဲကိုမောင်မေတူနဲ့တူမေတ္တာတလုံးကောင်းမွန်တဲ့ဇနီးမောင်နှံဖြစ်ကြလေသောကြောင့်တူဘော်တူဒေါ်သားမထွက်ကြပါတူနဲ့တူခန်တီပရမန်တပ်ပေါ်တိတိတ်ခန်တိကံခလုတ်တက်သောအလေးအထားရှိနေသောကြောင့်ဒေါသမရှိကြပါဒေါသမရှိသောကြောင့်တောကပူလောင်မှုလည်းမရှိကြပါတောကမရှိလေတော့မောဟဖုံးလွှမ်းတက်သောမသိစိတ်လည်းနေပါကြတာပဲဖြစ်ပါတယ် ်လင်မယားနေရာဟိုဘက်ဒဆိုင်တလက်ဒီဘက်ဆိုင်တလက်ချီချက်စီမံအုပ်ချုပ်ကြတဲ့ဆိုင်ပိုင်ဆိုင်ထိုင်ပိုင်ရှင်တို့မှာအထိုင်များတဲ့စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြတယ်။ဒို့ကြောင့်လဲမောင်မဲကမြမအကျော်ပြင်အနေတဲ့ရိုးရဲ့စိတ်မင်းသမီး beauty salon တို့ရရှိခဲ့ခြင်းဖြစ်တယ်။မြမအကျော်ပြင်အကျော်ဖြစ်ပညာရဲ့မှာရှေးခေတ်အဆက်ဆက်မှသည်ယနေ့ထက်တိုင်မတင်ကောမပြပြောက်သေးတဲ့မြမတိုင်းရင်းစေးဘက်ဆိုင်ရာပညာတစ်ခုဖြစ်တယ်။မြမနိုင်ငံတဝန်းလုံးမှာပြန့်နှံ့တည်ရှိနေတဲ့ပညာရဲ့လည်းဖြစ်တယ်။အထူးသဖြင့်မွန်ပြည်နယ်ကရင်ပြည်နယ်အေရော်တီတိုင်းတို့မှတိုင်းရင်းသားတ ိုင်းသူများကကျေးစားလုပ်ငန်းအဖြစ်ပင်လုပ်ကိုင်လျက်ရှိကြပါတယ်။မောင်မဲကခေတူမဟုတ်အကျော်ပြင်အကျော်လျှော့ပညာရှင်များထက်မှမှတ်သားလေးလာထားတဲ့အကျော်ပြင်အကျော်လျှော့ပညာတို့ဖြင့်လက်တွေ့ကြကြသူရဲ့ဇနီးမေစီသန်းအားပြုပြင်ပေးလျက်ရှိတယ်။ အကျော်ပြင်ကျော်လျှော့ပညာရဲ့လက္ခဏာအရအမစီရဲ့ခြေဖြားလေးများခြေတလုံးတို့ကိုဒူးဆဲသည့်တစ်ဖက်ပြီးတစ်ဖက်အကျော်လျှော့ပေးရတဲ့ဒုတိယဆင်းနေနဲ့ခါဆဲမှာခါထီတစ်ဖက်ပြီးတစ်ဖက်အကျော်လျှော့ပေးရတဲ့ပန်ကိုခြေဖြစ်နေမိချင်းပန်တွင်းကျော်ကိုမူခြေဖွားကိုလက်ဖြင့်ကင်ထားပြီးခြေထောက်ဖြင့်ဘဲညာတစ်ချက်ချင်းလျှော့ရတဲ့ဒုတိယဆင်းနေနဲ့လက်ဖြားကလေးများမှလက်မောင်းဘဲညာတို့ကိုအကျော်လျှော့ပေးရပါတယ်ထို့နောက်ဆက်ကျော်လက်ပင်ကျော်နှထင်ကျော်များကိုလျှော့ပေးရတယ်နောက်ဆုံးဆင်းနေတဲ့ဂျိုင်းနှစ်ဖက်မှာလက်ရှို့သွင်းပြီးဂုတ်ကိုချိုးပြီးတော့အကျော်ကိုလျှော့ပေးရခြင်းဖြစ်တယ် ်။ဤကဲ့သို့မိမိရဲ့ဇနီးကိုအကျော်ရှော့ပြုစုပေးပြီးမှသားမမဲကသူ့ရဲ့အကျော်ပြင်အကျော်ရှော့ခြင်းကိစ္စကိုစိတ်မင်းသမီး beauty salon တို့အသွားရလေးရှိရဲ။သူ့ဘက်ကိုဘက်ကိုနားလေလိုက်ကြတဲ့သူတို့လင်မယား။မမဲကရေဒီယိုဆိုရတင်လာထွင်ရဲ့အသေးသွားလေးအတိုင်းပဲစိန်မင်းသမီးဖြူတီပါလာမှအကျော်ပြင်အကျော်ရွှေပညာရှင်မာလီချန်ချန်ကိုတစ်ဖက်သက်ခင်တွယ်နေမယ်တဲ့သူပါ တိုင်းမဲ့လူကုန်ထံအတိုင်းဝိုင်းနဲ့ငွေကြေးပြည့်စုံသူအတိုင်းဝိုင်းရဲ့မဝိုင်းချစ်လေးဖြစ်နေတဲ့အတွက်ကြောင့်မိုးခေါင်နဲ့သဲတောင်ကန္တာရမှာချစ်ပန်းမျိုးစိအဆိုင်မိသလို ဖြစ်နေရပါတယ်။စိတ်မင်းသမီး beauty parlor တို့အမောင်မဲရောက်ရှိလာပြီးချန်ချန်ရဲ့အကြောပြင်အကြောလျှော့ပြုစုပေးမှုများကိုခံစားနေရနေ့တနေ့မှာဖြစ်ပါတယ်။ချန်ချန်ငါတလောက်မင်းကိုတွေ့တာတယ်မျက်နှိုးတယ်အခုညီလေးပေးတယ်ဌာနမြပါချောင်းကောက်ပြန်ပြီးတော့မချစ်တာလဲ။ ဥမဲမှာဇနီးသားသမီးရှိတယ်။ချမ်းချမ်းဥမဲကိုပြန်ပြီးချစ်မိရင်ကာမီသူမိဆာဆာရာကန်ထိုက်တယ်။ဒါဆိုရင်ဒေဝရေသွားရမယ်။ဒါကြောင့်မှဥမဲရဲ့မောင်မဲရဲ့အချစ်ပု္ပ္ပါကိုဖြေဆိုလိုက်တဲ့ချမ်းချမ်းရဲ့အချစ်အပိဓမာအနှစ်သာရပြေဝါလာတဲ့အဖြစ်ကြောင့်မောင်မဲခင်ဗျာပါဆက်အဟောင်းသားဖြစ်သွားပါရယ်။ကာမီသူမိဆာဆာရာကန်လည်းမထိုက်မှုတော်ဝါဒရီလည်းမရှိပဲဒီတိုင်းနေသွားကြတာကောင်းပါရဲ့ဥမဲရဲ့နော်နော်။ချမ်းချမ်းရဲ့ဒုတိယအချစ်ပြည့်သွင်းလိုက်တဲ့ တွေ့ဝိုက်တော့စကားကြောင့်မမဲမတကူလုံးအကျော်ရီလျှော်သွားတယ်။ချန်ချန်းစရယ်မိကလေးမှာအသက်အဖြစ်22နှစ်မြောက်သာရှိပါသေးတယ်။အရက်က၅ပေ၅လက်မှတင်ရင်ခအချိုးစစ်ကြလှတဲ့အသားဖြူတယ်။စင်ပေါ်သို့တင်ပေးမယ်ဆိုသူများဗီဒီယိုမင်းသမီးအဖြစ်တင်ပေးလိုပါတယ်ဆိုသူများလည်းမနှဲလာပေ။ထို့ကြောင့်လည်းမောင်မဲချန်ချန်းကိုလုံးဝလုံးဝစိတ်မချနိုင်ဖြစ်နေရခြင်းဖြစ်ပါတယ်။ဒီနေ့ကပို့ထူးနေပါစိတ်မင်းသမီးဘယူတီပါလာတို့ဧည့်သည်အဝင်နေသောခြားရက်ဖြစ်တဲ့ တိုးကြောင့်လေမောင်မဲကချက်စနီမေစီတန်အားကြောဖြစ်ကြောလျှော့သမှုတရားအယူရအများပြုစုပေးပြီးတဲ့နောက်စိတ်မင်းသမီးတို့ရရှိလာတဲ့နေ့တစ်နေ့ဖြစ်တယ်သူရဲ့ဆိုင်မှာပေါက်စီ၃ခွက်တောင်းလာခဲ့သောကြောင့်မျောလင်းချက်တောင်းတချက်များရင်တွင်ဖြစ်ခန်းစားချက်များအန်ထုတ်သောတချင်းတစ်ပိုင်းတစ်စလေးကိုတီဆိုလိုက်တယ်။ဥမေချက်ချက်တချင်းရဲ့အတိတ်ပဲကိုနားလဲပါတယ်ဥမေပါဖြစ်ချင်တယ်ပြော။အေးချီအောင်ဆောင်သူအနှိုးရခက်တယ်ဆိုသလိုမပြောပါနဲ့လားချက်ချက်ရဲ့။ ။ဥမေမြစ်တာစေနာတွေကိုချက်ချက်နားလဲပါတဲ့ဥရဲ့ဒီတော့ဒီလိုလောက်လာမဲ့တာကြနေညာစေနာရဲ့ချက်ချက်လို့အိမ်ကိုဥမေလာခဲ့။အိမ်မှာဘသူမှမရှိဘူးတောင်ပြုံးပွဲသွားကြတယ်။ချက်ချက်ရဲ့ဘဝနဲ့ခန္ဓာကိုဥမေကိုအံ့နာလိုက်မယ်ချိန်နဲ့လား။လိန်မာလိုက်တာအချစ်လေးရဲ့ မမေကတနာလောဘအဝါဝါတို့ဖြင့်ချက်ချက်အားဘေးပြန်ညာပြန်မှုမွေးပေးလိုက်တယ်။ဝန်တာပီတီခွန်းစီတီဖြစ်သွားရတယ်။ဒီနေ့ဘုသူနေ့မနက်ဖြန်ကြာလာပြီးကြာလာပြီးနေကိုပဲဖြက်ပြီးမနက်ဖြန်တောက်ကြနေပင်လုံးပြည့်ချက်စိတ်ပါသွားရတယ်။တနာဝါသောဘဟုကိစောတတဝါတို့ကတနာနေပင်မှာနှမျောနေကြတာ။ တောက်ကြနေညာစေနိုင်မှာဖြစ်ပါတယ်။မောင်မဲခချက်ချန်စားဖို့တမင်ကျော်ချက်ကျော်ဆန်ကစ်စားစရာတပွေးတပိုင်နဲ့ချန်ချန်နေရတိုက်ခန်းတို့ရရှိလာတယ်။စစ်ချီလာတဲ့ဗျူဟာမှုကြီးကိုကြိုးဆိုသည့်အလားချန်ချန်ကအဝမ်းပန်းသသာကြိုးဆိုတယ်။ချက်ချင်းကစားဖွဲ့ရများကိုစားရဲမောင်မဲကဟိုက်ကော်မရှင်နာလက်ကျန်လေးကိုကြက်ကြောပြေးဖြင့်ဆက်လိုက်ပါရယ် ို့နဲ့မူစခန်းမှုတို့ကမေစီတန်းနဲ့မိသားစုရာဥပဒေရဲ့သဘောတရားများကို ရှင်းပြလိုက်တယ်။ကဲမေစီတန်းတို့ချက်ချင်းမိသားစုသွားတွေ့မယ်။ဘာဖြစ်ချင်လဲ၊ဘာလို့ချင်လဲ၊သွားရောက်ဆွေးနွေးရမယ်။ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေအနေနဲ့ဘောင်တရားကူညီလို့ရတာတွေကူညီပါမယ်စိတ်မပူပါနဲ့ကျေးဇူးတင်ပါတယ်ပူကြီးရုပ်ကြီးကျော်စိန်လေးမေစီတန်းတို့ကအချမ်းချမ်းနေတဲ့အိမ်ကိုတွားရောက်ဆွေးနွေးကြရင်သဘောဆန္ဒမေးမြန်းရင်တွားရောက်ကြတယ် မီစီတဲ့ဘရာဒိုကအင်ရှီတို့ရလိုက်တာနဲ့ချက်ချင်းအင်ရှီတို့ထွက်လာတယ်။အမဦးမဲရဲ့ဇနီးပါဒါကတော့ဦးမဲရဲ့ဦးလေးပါညီမတို့မိသားစုနဲ့ဆွေးနွေးချင်လို့ပါ။ကြွပါရှင်ကြွပါချက်ချင်းကဧည့်သည်များကိုအခန်းတို့ခေါ်သွားတယ်။မိခင်ကြီးတို့တင်းတင်းအမခွန်ပုံခဲအိုဆူမွထွန်းတို့ကအရှူရှူထွက်လာကြတယ်။ကျမယောက်ျားအတွက်ဘာမှမဆိုလိုက်ရဖို့အဆင်သင့်ပါပဲကျမယောက်ျားကလည်းကျမကိုသိချစ်ပါတယ် လင်းနဲ့များရှာနေသွားလေဒါအခိုက်မသိရင်ကင်မိကြတယ်ကျမတို့လင်းများဘယ်တော့မှရံမဖြစ်ကြဘူးခွန်လွတ်ကြတယ်တီးခန့်ကြတယ်အိမ်တော်ရေးတာယာအောင်နေကြပါရယ်ဒါကြောင့်ကျမဘက်ကပါဆောင်ရွက်ပေးရမလဲဦးမဲကိုအထုတ်ခမ်းမှာအချာကြီးမထားချင်ဘူးနံပါတ်၁ညီမနဲ့ဦးမဲလက်ထက်ကြမယ်ဆိုရင်လည်းအမသဘောတူတယ်နံပါတ်၂ညီမရင်းနှီးလောက်ကန်စားဖို့ကုညီပံပိုးပေးပါဆိုရင်လည်းဘယ်ရွေးဘယ်မြအကူညီရမလဲပြောပါမီစီတန်းကစတင်ကန်ဘရင်ကန်တနက်ဆက်တနက်ဖြစ်တဲ့ကဲ့သို့သူ့ရဲ့ရင်သွင်းခန်းစားချက်များကိုဒရက်ဆက်ပြောလိုက်တယ် အမေတို့ကမိသားစုကချင်းချဲဝင်ဝေပေါ်မှာရက်တည်နေရတာပါကွယ်။နောက်ပြီးတော့သမီးတို့အိမ်အောင်ကြီးကိုမထိခိုက်စေလိုပါဘူး။အိမ်ကြီးပေါ်အိမ်လေးဆောက်တယ်ဆိုတာကအစင်လာမရှိတဲ့ကိစ္စပါ။ချင်းချဲမိခင်ကြီးတို့တင်းတင်းကတဘောဆန္ဒတစိတ်တည်းသားကိုပြောပြလိုက်တယ်။အမေကလည်းအမေတို့မိသားမီးရင်းနှီးလောက်ကန်စားလို့ရရင်တော့ပြီပေါ့။အမေတို့ဆန္ဒကိုပြောပြလိုက်ပေါ့။တမတ်ဆုံမထွန်းကလည်းမိခင်ကြီးအားရေလာမြောင်းပေးစကားပြောလိုက်တယ်။သမီးကလည်းဘလို့ပေးချင်တယ်ကန်းချင်တယ်ဆိုတာပြောပါလား။ ဒါဆိုရင်ကျမဆယ်သိမ့်ပေးမယ်ချိနဲ့လားအမရဲ့ဒီခေတ်ကြီးမှာငွေဆယ်သိမ့်နဲ့ဘာမှရှင်းနှီးစားလို့မရပါဘူးသိမ့်20လောက်တော့ပေးလိုက်ပါလားအမရဲ့တမတ်ဆိုမုတ်ထွန်းကစတိုက်ထားသည့်အလားအတားရဖောက်ပြောလိုက်ကြတယ်ကားမီလေးကျမပေးပါမယ်ချက်ချင်းသဘောတည်ကျင်နဲ့ခေါ်လိုက်ပါချက်ချင်းကတော်တလေးနေရဲ့အပူတန်းခံထားတဲ့ညိုပန်းလေးကဲ့သို့ညှိုးငယ်သောမျက်နှာနဲ့အေကန်တွင်းသို့ဝင်လာတယ်။ချက်ချင်း အမတို့အင်နာရေးကိုလည်းမနှောက်ရှက်ပါဘူးငွေလည်းမလိုချင်ပါဘူးအမချမ်းချမ်းကမျက်ရည်ဆက်လက်နဲ့သူကနေရတဲ့ဆက်ကွက်ကိုကပြနေတယ်ဟဲ့ကောင်မလေးနင်တသက်လုံးဒီအလုပ်လုပ်စားလို့ရမလားနင်တို့ဘွားအတွက်တို့လင်မယားအကူညီတာလူကြီးတွေစီစဉ်တဲ့ကိစ္စမနှောက်ရှက်နဲ့ကဲဒါဆိုရင်ကျမတို့ရဲ့မိတ်ဆွေရှိနေကြဦးနဲ့ပြောင်းရုံခံသွားကြမယ်စာကြုပ်စာရည်နေလို့ကြမယ်အမှုရုပ်သိမ်းစာလည်းချမ်းချမ်းကိုယ်တိုင်ရက်စကတ်မှာတင်ပေးရမယ်လာသွားကြမယ်ကျမကားနဲ့တခါလေးလိုက်ခဲ့ကြ စာချုပ်စာရများပြုလုပ်ခြင်းငွေပေးအပ်ခြင်းအမှုရုပ်သိမ်းဆောင်ရစကန်တို့တင်ပေးခြင်းများကိုရှင်းလင်းသည့်ဦးနှက်ပြောင်းကအဆောင်ရွက်ပေးပါရယ်နှလုံးသားရေးရာမှာနှူးနှစ်ဖက်ပြည်လည်မှုရနေသောကြောင့်ရစကန်မှမောင်မဲအားလွှတ်ပေးလိုက်တယ်စကန်မူကြီးအားမောင်မဲနဲ့မေစီတန်တို့ကကျေးဇူးတင်စကားပြောကြတယ်စကန်မူကြီးကလည်းပြဿနာဆိုတာလူတွေကလုကြတာပါဥပဒေဆိုတာကတော့လူတွေလည်းလုတဲ့ပြဿနာကိုတားမြစ်တယ်ဖြေရှင်းပေးတယ်လူတွေအတွက်ပြတန်းချက်တွေဖြစ်တယ်ဒါကြောင့်လူပြည်မှာအမှုမပွေးတာအကောင်ဆုံးပါပဲဗျာလူပြည်မှာအမှုမပွေးကြပါနဲ့